မင်္ဂလာပါရှင်။ဘာမခိတဲ့တဲ့ရင်ဌာနမှကြိုဆိုလိုက်ပါရရှင်။ယခုချိန်မှာစာပေနောက်ဆုံးရသတင်းများကိုအစီအခံတင်ဆက်ပေးပါရမရှင်။ပထမဆုံးသတင်းအနေနဲ့အင်းမမြို့တမ66တွင်ပေါ်တာဆွဲဖမ်းဆီးထားသောလူငယ်အုပ်နှင့်နှစ်တလင်းမှပြူစောထီတူတို့ကိုအလင်းဝင်ပြီးနောက်စစ်တပ်ကိုပြန်လည်တိုက်ခိုက်ရန်တော်လရေးတပ်ဖွဲ့ထံဝင်ရောက်ဆွေးနွေးတဲ့တဲ့ရင်ကိုတင်ဆက်ပေးပါမရှင်။ပဲခူးတိုင်းအင်မမျိုးတမ66တွင်ပေါ်တာဆဲဖန်းစီခံထားရသောလူငယ်အုပ်နှင့်နှစ်တလင်းမျိုးနှင့်မှပြူစောတီတူအလင်းဝင်ရောက်ခဲ့ကြောင်းတာယာရီခိုင်တရင် 3837တက်ခွဲသုံးနက်စစ်တီတက်ခွဲမှတောင်းဝင်ရှိသူတို့ကရန်ကုန်ခေတ္တသတင်းဌာနထံသို့ပြောဆိုသည်မက်ရှလ15ရက်နေ့တွင်အင်းမမြို့ခြေဆိုင်တမ66အတွင်အတင်းအတမပေါ်တာဆဲဖန်စီဘီထိန်းသိမ်းခံရသောလူငယ်နှအိုးသည်တော်လင်းတပ်ဖွဲ့များထံဆက်သွယ်လာသောနက်စစ်သည်တပ်ဖွဲ့နှင့်ရွှေတောင်ပကဖတပ်ဖွဲ့မှတော်လင်းရဲဘော်များကတွားရောက်ခဲ့ထုတ်ခဲ့ကြောင်းသိရှိရသည် အဆိုပါစူဆောင်းခံရသူတို့ဦးသည်ပြည်မျိုးတွေနေထိုင်သူများဖြစ်ကြပြီးရွှေတောင်ပကဖအဖွဲ့ထံဝင်ရောက်ကစံဖက်စစ်တပ်ကိုတိုက်ခိုက်သွားမည်ဖြစ်ကြောင်းသိရှိရသည်ထို့ပြင်မတ်လ15ရက်နေ့နှစ်တလင်းမြို့နယ်ပြင်ပုံရွာမှပြူစောတီတို့သည် 7.72G များယူဆောင်လာပြီးတရင်383တက်တက်ခွဲ3နက်စတီတက်ဖွဲ့တန်အလင်းဝင်ရောက်ခဲ့ကြောင်းအဆိုပါပြူစောတီတီလည်းတော်လင်းတက်ဖွဲ့တန်တို့ဝင်ရောက်ပြီးအကြမ်းဖက်စစ်တပ်ကိုပြန်လည်တိုက်ခိုက်သွားမည်ဖြစ်ကြောင်းသိရသည်။ ပြည်စောတိတို့နဲ့ပေါ်တာဆွဲဖန်ခံရသူတို့အလင်းဝင်လာတာပါသူတို့တွေအကုန်လုံးကစစ်တပ်ကိုပြန်လည်တိုက်ခိုက်ဖို့တော်လင်ရေးတပ်ဖွဲ့ဝင်တွေစီဝင်မယ်လို့ပြောပါတယ်လက်ရှိချိန်မှာတော့သူတို့ကိုကောင်းမွန်စွာစောင့်ရှောက်ထားပါတယ်ဟုတာယာရီခိုင်တရင်3839တဲ့တပ်ခွဲ3နဲ့စစ်တီတပ်ဖွဲ့မှတောင်းရှိသူတို့ကပြောဆိုသည် ဆလဘီအွန်လိုင်းတွင်စစ်မှုထံခိုင်ရန်စစ်တပ်ကလူငယ်48ဦးကိုဖမ်းဆီးကမ္မမြို့နယ်ကပ္ပဆစနစ်မှာပိုကြီးထန်ငိမ့်ချန်လွင်ကစစ်မှုထံခြေဦးဆိုကခြေရော်တရော်လင်းချက်သိန်း120ချင်းချောက်တောင်းနေဆွဲတဲ့ရင်ကိုတင်ဆက်ပေးပါမရှင်မကွေးတိုင်းအွန်လိုင်းမျိုးနယ်ရှိကျေးရွာများမှာလူငယ်48ဦးကိုစံဖက်စစ်တပ်ကပေါ်တာဆွဲဖမ်းဆီးခဲ့ကြောင်းဒေသပြည်သူများကရှမ်းကုန်ခေတ္တသတင်းဌာနထံသို့ပြောဆိုသည် မတ်လ10ရက်နေ့မှာစတင်ပြီးဂျမ်ဘက်စစ်တပ်ကအောင်လံမြို့နယ်အတွင်းရှိကြေးရွာများကိုဝင်ရောက်စီးနင်းပြီးလူငယ်48ဦးကိုပေါ်တာဆဲဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်းသိရသည်။ဂျမ်ဘက်စစ်တပ်ကစစ်မှုထမ်းရန်လူငယ်60ဦးတောင်းခံနေခြင်းကြောင့်စစ်မှုထမ်းအောင်ရခံဖို့ပြူစောတီကောင်းဆောင်မြင့်လင်ဦးဆောင်သောဖွဲ့ကကြေးရွာများမှာအလုသွားအလုပြန်လူငယ်များပါဝင်လမ်းသွားလမ်းလာလူငယ်များကိုပါနေစဉ်ဖမ်းဆီးလျက်ရှိကြောင်းသိရှိရသည်။ အောင်လံမြို့နယ်မှာယခုလစမှုတန်60ပေးရမယ်ဆိုပြီးမက်လာတရနေ့ကစတင်ပြီးကျေးရွာတွေကလူငယ်တွေရောလမ်းသွန်းလန်းလာလူငယ်တွေအားလုံးကိုစမှုတန်အောင်ပြုစောတိကောင်းဆောင်မြင့်လင်ဦးဆောင်တဲ့အဖွဲ့ကတွေးတဲ့သူလိုက်ဖမ်းနေတာကိုဒေသပြည်သူတို့ကပြောဆိုသည်ထို့ကြောင့်ပြုစောတိများလိုက်လံပေါ်တာဆွဲဖမ်းဆီးနေခြင်းကြောင့်ကျေးရွာများမှလူငယ်များသည်အလုံးမသွားရဲတော့ပဲကျေးရွာများတွင်မှထွက်ပြေးတိမ်းရှောင်နေရကြောင်းသိရသည်ထို့ပြင်မကွေးတိုင်းကံမမြို့တွင်လည်းကပ္ပဆစနစ်မှပိုကြီးထက်ငင်းချန်လင်ကစမှုတန်ခြေဦးဆိုကကျေး ာတရားလင်းတလငွေချက်320တောင်းခံနေသောဒေသပြည်သူများကရှင်းကုန်ခဲ့တဲ့တွင်ဌာနထံသို့ပြောဆိုသည် ဖိုးကြီးထက်ငိန်ချန်လွင်နေကမ္မမြို့တွင်ရှိခြေရွာများမှစစ်မှုထမ်းခြေများလာစဉ်တောင်းခံနေပြီးခြေရွာများတွင်စစ်မှုထမ်းမဲပေါက်သည့်လူငယ်များစစ်မှုမထမ်းလို့လင်းငွေချက်320ပေးဆောင်ရမျိုးဆိုကတောင်းခံနေကြောင်းသိရသည်ထို့ပြင်ဖိုးကြီးထက်ငိန်ချန်လွင်က၎င်းငွေကြေးရယူထားသောခြေရွာများမှလူငယ်များအစားပြင်ပလူငယ်များကိုလိုက်လံဖမ်းဆီးရစ်ထဲသွင်းနေကြောင်းကမ္မမြို့အနေ၌စစ်စည်းကိတ်ဖွင့်ထား၍ဖြတ်တန်းသွားလာသောလူငယ်များကိုလည်းပေါ်တာဆွဲဖမ်းဆီးနေကြောင်းသိရှိရသည် ပူရီထက်ငိန်ချန်လွင်ဦးဆောင်တဲ့စစ်ခွေးတွေကကျေးရွာတွေမှာစစ်မှုထမ်းဖို့မဲပေါက်တဲ့လူငယ်တွေစီကနေငွေချက်သိန်း120တောင်းနဲ့စစ်မှုမထမ်းရဘူးဆိုပြီးအတင်းအကျပ်ငွေတောင်းနဲ့စစ်မှုထမ်းချေကိုလည်းလဆင်ဆက်ချေကောက်သလိုကောက်တဲ့သူတို့ case scan မှာလည်းလူငယ်တွေကိုပေါ်တာဆွဲဖမ်းဆီးပြီးလူစားထိုးတဲ့ငွေချင်း6တောင်းနဲ့ဟုဒေသပြည်သူတို့ကပြောဆိုသည် ရခိုဆက်လက်တင်ဆက်ပေးမယ့်သတင်းကတော့ဝမ်တွင်းမြို့နယ်လေးချောင်းရံကောက်ရီတပ်မှတက်ကြတအူနဲ့ခလာရ253တရင်မှာစမှုရန်တပ်သားတဲ့အူလက်နက်ခေရန်များနဲ့အတူအလင်းဝင်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ရှင်။မန္တလေးတိုင်းဝမ်းရဲမြို့နယ်လေချောင်းရံကောက်ရီတပ်မှတက်ချက်တူနဲ့ခလာရ253တရင်မှာစစ်မှုရန်တပ်သားတဲ့အူလက်နက်ခဲရဲများနဲ့အတူအလင်းဝင်လာကြောင်းတရအူးမြို့နယ်ပကဖမတောင်ရှိသူတူကရန်ကုန်ခေတ်တဲ့တရင်ဌာနထံသို့ပြောကြားသည် မက်လ73ရန်နေရင်ဝန်နေမြို့နယ်လေးချောင်းရန်ကောက်ရစ်တက်အမှတ်2020ခေါ်မိုင်းမောမှာတချက်အောင်မော်သည်မြို့သားညီညွတ်ရေးအစိုးရအမှတ်1စစ်ဒေသကြောက်စဲခိုင်တရက်ဦးမြို့နယ်ပြည်သူ့ကောက်ရစ်အဖွဲ့တရက်ဦးပါကဖသို့ဆက်တွေက MA1 အမျိုးအစားတနက်တလက် G162 တောင်းဘုံသီးနှလုံးနေမိုင်းတလုံး G3 G10 တောင်း MA1 G ပေါက်၃ပေါက်တို့နဲ့အလင်းဝင်ရောက်လာခဲ့ကြောင်းသိရသည် ထို့သူစလင်းမြို့နယ်ခြေဆိုင်ခလာရ953တရင်မှာစစ်မှုရန်တပ်သားတဲ့ကျော်အောင်နဲ့ပြာကြီးတို့ဒီလေစစ်ကောင်စီတပ်မှကိုလိုယုံထွက်ပြေးလာပြီးတရအူးမြို့နယ်ပြည်သူ့ကောင်ရီအဖွဲ့တရအူးပကပထံတို့လင်းဝင်ခဲ့ကြောင်းသိရသည် လန်ဒန်နဲ့တကွအလင်းဝင်လာကြတက်ချက်ကိုတော့ဂုံပြူးစုငွေ25သိန်းနဲ့တက်သားနှုတ်ကိုတော့ဂုံပြူးငွေ2သိန်းခွဲစီချီမြှင့်ထားပါတယ်။ဒါကကျွန်တော်တို့အဖွဲ့ကတက်နိုင်တဲ့လောက်ချီမြှင့်တဲ့သဘောပါ။ခရိုင်တိုင်းအစဉ်စဉ်ကလည်းသူတို့အတွက်ချီမြှင့်ငွေတွေနဲ့ထပ်ပြီးဂုံပြူးအောင်ပါပါ။တက်သားကျော်အောင်က2024ဇွန်လမှာအလौကနေပြန်ပေါ်တာဆွဲခံရတာဖြစ်သည်။ တပ်သားပြားကြီးကတော့2024မေလမှာအလုပ်ကိုအသွားမနှက်ခင်းမှာပေါ်တာဆွဲခံရတာလို့သိရပါတယ်ဟုတရဦးမြို့နယ်ပကဖားမှတောင်းရင်ရှိသူတို့ကရှန်ကုန်ခေတ်တဲ့ဌာနတန်းတို့ပြောကြားသည်ထို့သောအလင်းဝင်ရောက်လာသည့်စစ်ကောင်စီတပ်သား၃ကိုတရက်ဦးမျိုးနှင့်ပြည်သူ့ကော်ရီအဖွဲ့တရက်ဦးပကဖကနှွေထွေးစွာကျူဆိုခဲ့ပြီးထိုက်တဲ့သောချင်းမြင်ွေများပေးအပ်ခါ၎င်းနှင့်ဆန္ဒတိုင်းလွတ်မြောက်နေမည်များသို့ပို့ဆောင်ပေးခဲ့ကြောင်းသိရသည် ပြည်သူ့ကိုမျက်နှာမူပြီးအတက်နိုင်ဆုံးရုံထွက်ခဲ့ကြပါပြည်သူ့တော်လှန်ရေးအဖွဲ့အစည်းတွေနဲ့ပြည်သူ့ရင်ခွင်ကအမြဲကြိုဆိုလျက်ရှိပါတယ်အမားကိုအချိန်မီတည်ပြီးအမှန်ကိုရအောင်အမြန်ဆုံးစူးစမ်းပြင်ဆင်ကြဖို့ပြောကြမှာတယ်မြေပြင်ကစစ်သားတွေဒါပြည်သူ့မျက်နှာကိုရှေ့ရှုပြီးပြည်သူ့တစ္ဆာကိုစောင့်သိကြမယ်နားလည်ကြမယ်ဆိုရင်စစ်ကောင်စီရဲ့အထက်အဆင့်ဆင့်ကဘလို့ညွန်ကြားချက်တွေပေးနေနေပြည်သူတွေအခုလိုဒုက္ခရောက်မှာမဟုတ်ပါဘူးအခုတော့စစ်ကောင်စီဘက်မှအထက်ကခိုင်းလို့လုပ်ရတာဆိုပြီးရှေ့ရန်စစ်မြေပြင်ကစစ်သားတွေကပြည်သူ့ပေါ်ဆက်ရဆွဲမှုတွေကျူ လွန်နေကြတယ်။ဒါကြောင့်အမိန်ပေးသူရောကျူးလွန်သူရောတစ်ချိန်မှာကျူးလွန်ခဲ့သမျှအတွက်ထိုက်တန်နဲ့ပြစ်ဒဏ်နဲ့ခံကြရမှာပါ။ကိုယ်တိုင်ဆန္ဒမပါဘဲအမိန်ရလုံနေရတာပါဆိုတဲ့စကားထက်ကျူးစားယုံထွက်ပြီးပြည်သူရင်ဝင်ကိုခိုးလုံလာခြင်းကသာပိုပြီးတန်မှုရှိပါလိမ့်မယ်ဟုတရဝမြို့နယ်ပြည်သူ့ကောင်ရဲဖွဲ့ပကဖမှတောင်းအရှိသူတို့ကပြောဆိုသည်ဆလဘီချောင်းနှင့်ရေဦးမြို့နယ်တွင်စစ်တပ်စစ်ကြောင်းနှင့်ရန်နံကိုမိုင်းဆွဲတိုက်ခိုက်မှုစစ်သား၃ဦးသေဆုံးဆွဲတဲ့ငုံတင်ဆက်ပေးပါမယ်ရှင်။ စကိုင်းတိုင်းချောင်းမြို့နယ်တွင်ဂျမ်ဘတ်စစ်တပ်စစ်ကြောင်းနှင့်စစ်ကားများကိုမိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း People's Defense Force South မုံရွာအဖွဲ့မှတာဝန်ရှိသူတို့ကရန်ကုန်ခေတ္တတွင်ဌာနထံသို့ပြောဆိုသည် မတ်လ15ရက်နေ့ညနေ9:00ခန်းတွင်ချောင်းမြို့နယ်နေရီကန်ကျန်းဖက်စတဲ့ဂိမ်းမှထွက်လာသောစစ်ကောင်စီတပ်သားများကို People's Defense Force South မုံရွာဖွဲ့မှတော်လိုင်းရဲဘော်များကပရိသာမိုင်း၄လုံးတစ်ပိုင်းနှလုံးတစ်ပိုင်းတို့ဖြင့်မိုင်းဆွဲတိုက်ခိုက်ကြောင်းသိရှိရသည်ထို့သို့မတ်လ16ရက်နေ့နနေ7:30မိနစ်ခန့်တွင်လည်းမုံရမျိုးရဲမှထွက်လာသောတပ်များကစစ်ကား9စီကိုနေရီကန်နှင့်ရေဘိုးစားကြ၌တော်လိုင်းရဲဘော်များကပရိသာမိုင်းနှလုံးတစ်ပိုင်းတို့ဖြင့်ထပ်မံပောက်ခွဲတိုက်ခိုက်ခဲ့ကြောင်းသိရှိရသည် မိုင်းဆွဲတိုက်ခိုက်မှုတွင်စံဘက်စစ်ကောင်စီတပ်သားများထိခိုက်သေးဆုံးမှုရေတပ်ကိုတိပြူနိုင်ခြင်းမရှိသေးပေတော်လိုင်းရဲဘော်များထိခိုက်မှုရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရသည်စစ်ခွေးထိခိုက်တိုက်ဆုံမှုမတိရသေးဘူးစစ်ခွေးကင်းမုံနဲ့ခွေးပင်တော်ကိန်းကစစ်ခွေးတွေကလက်နက်ကြီးလက်နက်ငယ်တွေနဲ့ပြစ်ခတ်ခဲ့ပေမဲ့တော်လန်ရဲဘော်တွေထိခိုက်မရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ပါတယ်ဟု People's Defense Force စောင့်မုံရတပ်ဖွဲ့မှတောင်းရှိသူကပြောဆိုသည် ်အလာတူစကိုင်းနိုင်ရှိဦးမျိုးပေါ်ရင်လဲကင်းလင်းရန်ထွက်လာသောဂျမတ်စစ်ကောင်စီတပ်သားများလိုက်ပါလာသောကား၃စီးကိုမိုင်းဆွဲတိုက်ခိုက်ခဲ့ရာစစ်သား၃တေဆုံးခဲ့ကြောင်းပြည်သူ့ကောင်ရဲဖွဲ့ရှေးဦးမျိုးနယ်ပကဖတောင်ကန်ကရှန်ကုန်ခေတ်တရင်ဌာနတန်းတို့ပြောဆိုသည်မက်စလ၁၅ရက်နေ့ညရှင်နိုင်ခန့်တွင်ရှေးဦးမျိုးဘူအောင်စေရရက်ွက်တွင်ကင်းလယံထွက်လာသောစံဘက်ဆက်ကောင်းစီတပ်သားများလိုက်ပါသည့်ကား၃စီးကိုရေဦးမြို့နယ်ပြည်သူ့ကောင်ရွေးဖွဲ့မှတော်လန်ရဲဘော်များကမိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်းသိရသည် စစ်ခွေး၃កောင်တော့ទេပြီး၆កောင်ក៏ត្រូវပြန်ထန်ရပါတယ်စစ်ခွေးអင်အားက30ပါកាលី3ស៊ីနဲ့လာတာပါရှေးကទីស៊ីကမောင်းပြေးသွားပြီးနောက်ទីស៊ីကမောင်းမရတော့လို့ទីရပါတယ်ပြည်သူများសក្កများ ਨੇ អ្វីဆုံးមកနေဖို့ទ្រីបេជិនមកတယ်សក្ករីទីណាចាលို့លណិតជីរី ਨੇ យွာរីបက်ជូនနေပါတယ်យွာរីបက်ကိုលណិតជី ਨੇ ជូរា4ជက်ရှိပါပြီအခုលណិតជីជូនနေတာ4ជက်ရှိသွားပြီး ပြည်သူတွေထိခိုက်ဒဏ်ရာရတာမျိုးမရှိပါဘူးစစ်ခွေးရဲ့ထိုင်ချတက်ဆွဲထားတဲ့တိုင်းစေယုံကနေပြီးလက်နက်ကြီးနဲ့ထူတာပါရေဦးမြို့နောက်ဘက်ခြံကိုလက်နက်ကြီးနဲ့ထူနေတာပါပြည်သူကော်ရီဘွဲ့ရေဦးမြို့နယ်ပကပတောင်ငန်ကထို့သို့ပြောဆိုသည်ရင်တိုက်ခိုင်မှုတွင်ကောင်းစီပျက်စီးခဲ့ပြီးအစမဲ့စစ်ကောင်းစီတပ်သားများကလက်နက်ငယ်များဖြင့်ရန်တန်ပစ်ခတ်မှုများလှုံ့ဆော်ခဲ့တော့လေတွန်းလင်းရဲပေါ်များထိခိုက်မှုရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရှိရပါတယ်ရှင်